Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ဒါ breaking news အနေနဲ့ကွင်းလင်ကစားမှာဖြစ်တဲ့ Mason Mount ကတော့အသင်းရဲ့လေ့ကျင့်ခန်းတွေပြင်ဆင်နေပြီဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ hamstring ဒဏ်ရာပြဿနာကြောင့်ပေါ့နော်ဒီဆက်နှစ်ပတ်လောက်ထိအနားယူခဲ့ရတဲ့ Mason Mount ကအခုဆိုလို့ရှိရင်ပြန်သက်သာလာပြီဖြစ်တယ်။အသင်းရဲ့လေ့ကျင့်ခန်းလည်းပြန်ပြီးတော့ဆင်းနေပြီဖြစ်တယ်ပေါ့။ဆိုတော့ကျွန်တော်တို့မနေ့ဖြန်မှာရှင်းမိုင်းကစားမဲ့ Susie တဲ့နဲ့ဒုတိယကျောက်ပွဲစဉ်ပါဖို့ကတော့တော်တော်ကိုဆိုးလွန်းနေသေးတယ်လို့ထင်ရတယ်။ဒါကြောင့်ပေါ့နော် ဒီစူးစီးတဲ့ပွဲစဉ်ကတော့ပါအောင်မှာမဟုတ်ဖ ೇನೆ ကျွန်တော်ဒီကလတ်တင်ရဲ့တခြားနောက်ပွဲစဉ်တွေမှာပါလာနိုင်မဲ့အခြေအနေမျိုးပေါ့နီးပြပြတဲ့ရူဘင်အမိုရင်းကလည်းလက်ရှိသူကစားနေတဲ့3421ဆိုတဲ့ formation မှာ Nero number 10နှစ်နေရာမှာ Mason Mount ကအမှန်ကန်အံဝင်ခွင့်ကြဖြစ်မဲ့ ဒီကစားမားတွေကတယောက်အသင့်တော်ဆုံးကစားမားတွေကတယောက်ဆိုပြီးတော့ဒီယူဆထားတဲ့အတွက်ပါနော်မေဆမ်းမောင်းကိုလာမယ့်ရာသီတိဆက်ပြီးတော့ထိမ့်သိမ်းထားဖို့အတွက်စိတ်အားထက်သန်နေတယ်ဆိုပြီးတော့ Telegraph 2ကကျွန်တော်ဖော်ပြလာတယ်ဒီ Athletic ကနေပြီးတော့လည်းမေဆမ်းမောင်းရဲ့တရင်ကို confirm ထားတယ်ဆိုတော့ဟိုတွေးကြည့်ရရင်ပြောဗျာ injury ပြဿနာတွေအကြောင်းလုံပန်းနေရတဲ့အသင်းမှာအခုလိုမျိုး senior player တယောက်ပြန်ပါတော့မယ်ဆိုတာမျိုးကတာဒဂန်တွေးကြံတရင်ကောင်းမယ် တရင်ကောင်းမဲ့ထူးသဖြင့်ကျွန်တော်တို့ဒါနေရိုနံပါတန်ကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဂါနာချူတယောက်လောက်ပဲ explosive ဖြစ်ဖြစ်ကစားနိုင်စွမ်းရှိတယ်တယောက်ချင်းကြိုဖြတ်နိုင်စွမ်းရှိတယ် bulgaris လုံးနိုင်စွမ်းကျွန်တော်ရှိတယ်ဒါပေမဲ့လို့ mason mount ကအဲ့ဒီ position မှာဒီ thomas tuchel ရဲ့လက်အောက်မှာတကယ်ကောင်းတဲ့ခြေစွမ်းတွေပါတယ်ပြထားတာဆိုတော့ကျွန်တော်ဖလားတွေပါတယ်ကျွန်တော်ယူထားတာ mason mount ကအဲ့ဒီနေရာမှာအကောင်ဆုံးအံဝင်ခွင့်ကြဖြစ်အောင်သူ့မှာကစားနိုင်စွမ်းအပြည့်အဝရှိတယ်ဒါပေမဲ့လို့ပေါ့နော်ကျွန်တော် amorin ရဲ့လက်အောက်မှာပွဲတွေသူအများကြီးသူကစားလိုက်ရခြင်းမရှိဘဲနဲ့ injury ပြဿနာတွေသူကြုံသွားတယ် ဆိုတော့အေးဒီမေဆန်မောင်းကဒီနိပြအမိုရင်လက်အောက်မှာတော့ကျွန်တော်လည်းပဲမှန်တိုင်းပြောရင်ဒီဇစ်ဂျီတို့လက်ရှိကစားနေတဲ့နေရာမှာအများကြီးအဆင်ပြေအောင်ကစားနိုင်စွမ်းရှိတဲ့ player တယောက်လို့ထင်တယ်ပြဿနာကဘာလဲဆိုတော့ဒီကစားမပြည့်သူကိုနောက်ရာသီထိထိမ့်မှုဆိုလို့ရှိရင်အသင်းဘက်ကတေချာစဉ်းစားသင့်နေပြီတန်း60လောက်ထိကျွန်တော်ပေးပြီးတော့ကျွန်တော်ဝယ်ထားရတယ်အသင်းတွက်လက်ရှိမှာတပတ်လောက်ကလာစား2သိန်းခွဲလောက်ထိရနေပြီးတော့အသင်းမှာကျွန်တော်တို့ဒီ200ဒီလောက်ရှိပြီးရောက်နေတာ ၃ဘွဲဆက်တိုက်၄ဘွဲဆက်တိုက်ကစားရတယ်ဆိုတော့အချိန်ခါမျိုးကကျွန်တော်မေဆန်မောင်စီကတွေ့ရဖို့တော်တော်ကိုခင်းနေလက်ရှိမေဆန်မောင်ပြန်ကောင်းလာပြီ okay ဘဲချင်းပြန်ပြန်ပြီးတော့တန်ရမလဲနော်အသင်းတွေဘဲချင်းဒီကောင်ဘယ်နှပွဲများသူပါကစားနိုင်မလဲဒါဟာကျွန်တော်တော်တော်လေးကိုတိုင်ပတ်တဲ့ရမင်းမင်းကစားမကောင်းတယောက်ဘယ်လောက်ထိပဲဖြစ်နေဖြစ်နေဘယ်လောက်ထိပဲဒီကစားမကောင်းနေပါတယ်ပြောပြောကစားမရဲ့ဘက်ကအသင်းတွက်ကစားဖို့အတွက်ကြံ့ခိုင်မှုအပြည့်အဝရှိမနေပဲနဲ့အမြဲတမ်းဒီပါ injury ပြဿနာတွေပါကြုံနေရတယ်ဆိုမှတော့ကျွန်တော်တို့ဘာလုပ်တော့မှာလဲအဲ့ဒီကစားမကိုကျွန်တော်ဘယ်လိုသွားအားကိုးတော့မှာလဲ အဲ့တော့မလားတရာစီလုံးနေမှာ၄၅ဘွဲလောက်ပဲကစားပြီးတော့တရာစီလုံးနေပါနာနေတယ်ဆိုလို့ရှိရင်ဒီကစားမှာဘလောက်ပဲကောင်းကောင်းတုံးလို့ရတဲ့အကြောင်းမရှိဘူးဗျာဆိုတော့နီးပြပြတဲ့ MOD နေနဲ့မေဆန်မောင်းကိုမျှော်လင့်တာကတော့ပြဿနာမရှိဘူးဒါကစားမရဲ့ profile ရဒါတော်တော်လေးကိုအံဝန်ခွင့်ကြားဖြစ်တဲ့သူလို့ပြောလို့ရတယ်သူ system နဲ့ဒါပေမဲ့ဒီကစားမက injury မှမကောင်းတာ injury မကောင်းတဲ့ကစားမတယောက်ကိုကျွန်တော်ဘယ်လိုသွားတုံးမလဲဒါကြောင့်လာမယ့်ရာသီအထိဆက်ပြီးတော့ထိမ့်သိမ့်ခြင်းနေဆိုရင်တော်တော်ကိုသတိထားသင့်တယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဘယ်ချိန်ပြန်ပြီးတော့ဒဏ်ရာရမယ်မြန်ကျွန်တော်အနေနဲ့ပုံသေးပြောလို့မရလို့ပဲ ဆိုတော့ဟိုဆိုစီရက်နဲ့ပွဲမှာမပါနိုင်ဘူးဆိုတော့ဆိုစီရက်နဲ့ပွဲမှာတော့ဘယ်သူမှပါလိမ့်မယ်လို့ထင်ထားတာချင်းမရှိပါဘူးเนาะဒီမတိုင်ခင်ကလေးက injury ပြဿနာတွေဘာတွေမှာဟိုမေဆန်မောင်းနဲ့ပတ်သက်တဲ့တဲ့တင်ကထွက်မှထွက်မလာတာအခုမှအသင်းနဲ့လေ့ကျင့်ခန်းပြန်ဆင်းနေပြီဆိုပြီးတော့ကျွန်တော်ကပြောကြတာပေါ့နော်ဒီ athletic တို့ဘာတို့ကဆိုတော့ကျွန်တော်တော့နောက်ထပ်2ပွဲ3ပွဲလောက်ထိကို mission mount ပါတဲ့ဘူးအခြေအနေကောင်းနေတယ်လို့ကျွန်တော်မထင်ဘူး။เนาะဒါအပြင်ဘယ်ချိန်ဒီကောင်ပြန်တန်ရာရသွားမလဲဆိုတာပဲကျွန်တော်ကစိတ်ပူနေရတာ။ဒီကောင်ကိုအဆင်သင့်သုံးဖို့ဆိုတာထက်ပေါ့နော်။အားဒီကောင်ဘယ်တော့မှပြန်ပြီးတော့တန်ရာရသွားမလဲ ဒါပဲကျွန်တော်စိတ်ပူနေရတာဒီကောင်ဒီဒဏ်ရာရတယ်ဆိုလို့ရှင်လည်းပဲခဏမဟုတ်ဘူးပြီးအကြာကြီးပဲအခုဆိုဒီကောင်3လလောက်သူတို့နားထားရတာဘလူးမန်အချင်းကြီးကောင်းမနေဘူးဘလူးမန်အချင်းကြီးကောင်းမနေဘူးဒါကြောင့်ပါနော်ကျွန်တော်ကတော့ဒီအမ်မိုရင်ကဒီကစားမဖြစ်သူကိုဆက်ပြီးတော့ထိန်းသိမ်းခြင်းနဲ့ဆိုရင်ຫນွေရာဒီအပြောင်းရွှေ့မှာတေချာကျွန်တော်အတင်းတောင်းရှိသူတွေရဲ့ဘက်ကဒါအာယုံဆက်ပြီးတော့လှုပ်တင်တယ် ဟုတ်တယ်မလားအကုန်ကြစိတ်များပြီးတော့အသင်းတွက်ဘာမှအကျိုးမပြုနိုင်တဲ့ player တယောက်ကိုဆက်ထိန်မှုဆိုတာမျိုးကအခြေအနေမကောင်းပါဘူးကျွန်တော်ကတော့ဈေးကွက်ထဲမှာဒီထက်ပို့ပြီးတော့ကောင်းတဲ့ player တွေ injury ကင်းတဲ့ကစားမတွေကျွန်တော်တို့အများကြီးရှိတယ်မေဆန်မောင့်လိုပဲကျွန်တော်တို့အဲ့ဒီ narrow number 10ကိုကောင်းကောင်းကစားနိုင်တဲ့ကစားမတွေကျွန်တော်အများကြီးရှိတယ်သူတို့ကိုပဲအာယုံဆိုင်ပြီးတော့ဦးစားပေးပြီးတော့ခေါ်ဖို့ကြိုးပမ်းတင်တယ်လို့ကျွန်တော်ထင်တယ်မေဆန်မောင့်တို့ဘာလို့ကအတိုင်းတာတစ်ခုဒီမိထားမယ်တယ်မှာကျွန်တော်တို့ပါတယ်မေဆန်မောင့်တို့တို့ထားပါတယ်လူချိုးတို့ဘာလို့လဲအတိုင်းပဲဒီကောင်လေးလက်ကစားမကောင်းနေပဲလူချိုးတို့ဘာလို့ဆိုလို့ရှိရင်လည်း quality player တွေပဲဒါပေမဲ့လည်းလို့ဘာဖြစ်လဲဆိုတော့ဘဲချမ်းပါဆိုလို့ရှိရင်ဗျာဒဏ်ရာရနေပါတော့မင်းဘလို့သွားသုံးမလဲဟုတ်တယ်မလားနော် injury ပြဿနာရနေမြို့မင်းကြိုက်တလောက်ကောင်သုံးလို့မှကျွန်တော်မရတာဒါကြောင့်မေဆန်မောင်းတို့ဘာလို့ကတော့ကျွန်တော်အထင်ကတော့လာမယ့်ညရာဒီအပြောင်းရွှေ့မှာအေးအတင်းကငွေဒီပါတွေမသုံးနိုင်ဘူးဗျာငွေဒီပါတွေမသုံးနိုင်ဘူးသုံးဖို့ငွေလည်းမရှိဘူးဆိုတဲ့အခြေအနေမျိုးမှာ သူတို့ကတော့လက်လွတ်ဖို့ပဲကျူးပန်းမယ်ဆိုတာထက်အတင်းမှာဆက်ထားဖို့ပဲကျူးပန်းကြလိမ့်မယ်။ Okay တယောက်မခေါ်ရရင်တဏီယာတက်တာတွေဟာဆိုတဲ့ပုံစံမျိုးနဲ့တကယ်တမ်းကအတင်းမှာဒီကစားမတွေကိုဆက်ထားဖို့လုပ်ရင် injury ပြဿနာကြောင့်လွဲတဲ့ပွဲတွေကကန်ရတဲ့ပွဲတွေတဲ့ပုံများနေမှာဆိုတော့အတင်းပေါ်မှာဘလူးမန်အကျိုးပြုနိုင်စရာအခြေအနေအများကြီးရှိမနေဘူး။အဲကြောင့်ပေါ့နော်အခြေအနေတွေကဆိုလို့ရှိရင်ကျွန်တော်တို့မေဆန်မောင်းတို့ပါတော့ကိုလက်လှုပ်တင်တယ်လို့ကျွန်တော်ထင်တယ်။ ိုင်မဲ့လို့ပေါ့နော်ဒါ MODing ကတော့ကစားမဖြစ်သူကိုအင်မတန်သဘောကျနေတဲ့အတွက်နောက်ရာသီမှာလည်းဆက်ပြီးတော့ထိန်းကျင်တဲ့အခြေအနေမျိုးပါဆိုတော့မေဆန်မောက်ပြန်ပြီးတော့ကစားနိုင်ပါတော့မယ် injury ပြဿနာတွေတခြားကြုံနေရတဲ့အသင်းမှာမေဆန်မောက်ပြန်ပါလာတာကသတင်းကောင်းပါတိုင်မဲ့တယ်လို့ပေါ့နော်ဘနပွဲတီသူကစားနိုင်မလဲပဲကျွန်တော်ကြည့်ရမယ်ယူကရိုနီနီရောဘယ်လိုမြင်ရလဲဒီပွဲမှာဘယ်လိုရလဲဒီထွက်ပေါ်လာမယ်ထင်ကြပါလေအာ sorry ဗာလေဒီဒီကစားမဖြစ်သူ ਨੇ ပတ်သက်လို့ပေါ့နော်ကျွန်တော်တို့ဘယ်ပွဲမှာပြန်ပြီးတော့ပါနိုင်မယ်ကျွန်တော်ထင်ကြလဲ တကယ်ရောပဲအသင်းရဲ့နံပါတ်10ရူနီမှာမေဆမ်မောင်းကကျွန်တော်မျှော်လင့်တယ်လို့ပဲအမ်မိုရင်းလက်အောက်မှာတကယ်ကောင်းအောင်ကစားနိုင်မယ်ထင်ကြလားဆွေးနွေးကြပါအားလုံးကိုကျေးဇူးများကြီးပါတယ်